ပြန်ပြီလားဟာအော်အုတ်ကြီးရေသတင်းကောင်းသတင်းထူးလေးတွေဆိုအုတ်ကြီးကျွန်တော်လာလာပြောနေတာလေအုတ်ကြီးရေဒါအောင်မြတ်ရေကြီးကွန်ကျန်တို့ပြီးပြောနေတယ်အုတ်ကြီးကျွန်တော်ခုလာပြောတာတော့သတင်းကောင်းလို့အုတ်ကြီးဘိုးချုပ်ယူရတော်တော်တည့်တည့်ရှိတယ်နော်စကိုင်းကိုသွားနေတယ်အော်စခိုင်းမာဒီပြိုကျသွားတဲ့အဆောက်အဦးတွေပြည်သူတွေဒုက္ခရောက်နေတော့သူကလည်းပြောဟာတောင်းပြီးတော့ဖြေးလာနေတာကြိရှုနေတာအားပေးနေတာတကယ်တည်းရှိရတော့အုတ်ကြီး ဲ့ဒီမှာသူကနေတော့ဒီအရာတွေဘာလို့ပြိုကျတာလဲမင်းငင်ဘာလို့ထုတ်တာလဲဆိုတော့တိကျလို့ဆိုတော့ဘူမိဗေဒပညာရှင်ကိုခေါ်လိုက်တယ်ခေါ်ပြီးတော့ဒီလိုမျိုးငရင်းတော့တာဘာကြောင့်ထုတ်တာလဲစကမ်းတွေဘာလို့စပြီးထုတ်တာလဲဆိုတော့ဘူမိဗေဒပညာရှင်ကပြောတာဘာလဲကျွန်တော်ဒီကျင်းရည်ကြိုးရှိတယ်အကျင်းရည်ကြိုးကြီးရတယ်အောက်ကကြောက်ပြားကြီးရှိအကြောက်ပြားကြီးကလည်းဒီမကွဲဝါပြီးတော့ထုတ်တာပေါ့နော်ဟာဟဲ့အောင်လေကြောက်ပြားကြီးကလည်းကွဲဝါပြီးတော့ထုတ်တာလားအဲ့ဒါဆိုရင်တော့ကြောက်ပြားကြီးကမလုံနိုင်အောင်ပြောင်းနေ จ้าเผาะกูอิงรีล้างกว่าเด้ပြည့်ရေကျော်ကြောင့်ပြန်ယူအင်္ဂရီလောင်းရမယ်တော့ကချက်မဖြစ်အောင်ဟာမသားတော့ပါလေမသားတော့ပါလေတက်ချုပ်ကြီးရဲ့ဒါလည်းပြသူကခေါင်းဆောင်တက်လို့ဦးမယ်တဲ့ဗျာအဲအရင်တော့သူပြောတာဒီစကားတခုရှိသေးတယ်ဗါလေရေတက်ကိုသူကသွားတာရေတက်ကိုသွားလဲတော့ရေတက်ကနေပြီးဒီတင်မိုးကြီးကမထွက်ဘူးမထွက်လည်းဟာအောင်နေတဲ့မင်းတို့ကလည်းဆက်စီရင်ငါပြေးလာမှာလေဘာလို့တင်မိုးကြီးကမထွက်တာလဲ ။အဘရေကျွန်တော်တို့လည်းဟိုပါလေဝဲလာမကောင်းလို့ကျွန်တော်မထွက်တာပါလေ။ဟာကွာလေမင်းကွာလေဝဲလာဘာဖြစ်လို့လဲပြည့်နေလို့လားလေ။ဝဲလာပြည့်နေပြင်ဖို့တဲ့။ဝဲလာပြည့်နေပြင်ဖို့တဲ့။အခုလေပြည့်ရကျော်ကြောက်ပြာကြီးကိုအင်္ဂလိပ်လောင်းနေဗျာ။မှန်တာတော့ပါပြီလေဗျာ။မှန်တာတော့ပါပြီလေ။အဲ့ဒါမှတို့တာတိလား။သဘောပေါက်တယ်တော့သဘောပေါက်ပါွာ။ a few moments later ဟာရောက်လာပြီလားကွာရောက်လာတော့ဟောဗျာမပြောရင်မပြီးတယ်မတည့်ရင်မမီတယ်ဒီလိုဥစ္စာမျိုးကပြောဖို့ပြောမှရတော့မယ်ကျုံးမြန်မာနိုင်ငံကြီးရင်းနေနေလွတ်သွားတယ်ရင်းနေနေလွတ်သွားတော့ပြည်စည်းကြီးကများတဲ့အတွက်နိုင်ငံတကာကနေပြီးတော့ကျွန်တော်တို့အလှငွေကုညီရတယ်အဲ့ဒီအလှငွေအကုန်လုံးကိုတက်ချုပ်ကြီးကရပါတယ်နိုင်ငံတကာကနေပြီးတော့ကုညီတဲ့ ပစ္စည်းတွေအားလုံးကျူကျူခေါ်ရရောင်းသွားတယ်အဲ့ဒီလိုမျိုးပဲနေနေတန်တင့်ပြီးတော့ပြိုကျသွားတဲ့အဆောက်အဦတွေအားလုံးပြန်လဲပြုပြင်ဖို့ဆိုပြီးတော့သူသာအောင်ပြေဆုံးမှာတဦးလေးတင်အောင်အောင်သွားတယ်ကဲကြည့်ပါဦးညာကျွန်တော်မမီးတန်တင့်နဲ့ပြည်ယူပြည်သားတွေအားလုံးဒုက္ခကြောင့်နေတဲ့လူတွေအားလုံးကတော့ဖျားပြီးနေစုပဲရတော့တာပေါ့ဗျာ အဲ့ဒါလာပြောတာသဘောပေါက်တယ်နော်သဘောပေါက်ပါပါဟာ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 